်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါနောင်ချုံမြို့နယ်ကိုစစ်ကောင်စီကအသေးခံ drone တွေနဲ့လာရောက်ပုံကျဲခဲ့တယ်လို့တအန်းတက်မတော်ကမေလ18ရက်နေ့မှာထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ဟာတအန်းတက်မတော် PSLF TNL ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်30ရွာကိုမေလ16ရက်နေ့ကတိုက်ပွဲမရှိဘဲအသေးခံ drone နဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ မနက်9:45မိနစ်နဲ့မနက်9:55မိနစ်တင်မှာအသေးခံ drone နေတဲ့ဘုံသုံးလုံးကြက်ချတိုက်ခတ်ခဲ့လို့ဆိုပါရယ်မေလ17ရက်နေ့ည9:00ခွဲလောက်ကလည်းနောင်ချိုမြို့နယ်နေမြေ30ဇီရွက်ကောက်ကိုတော့တိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်ကလေချောင်းကနေပေါင်900ဘုံတလုံးလာရောက်ကြဲချတိုက်ခတ်ခဲ့လို့လူနေအိမ်9လုံးပျက်စီးခဲ့ပြီးမေလ14ရက်နေ့ညနေပိုင်းကလည်းနောင်ချိုမှာပေါင်150ဘုံတလုံးကြဲချခဲ့သေးတယ်လို့သိရပါရယ် စစ်ကောင်စီတပ်ကမေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြစ်ခတ်ရစဲရေးတပ်တန်းကာလာကို တလတိုးထားပေမဲ့တအန်းပြည်အတွင်းမှာတော့မြေပြင်ထိုးစစ်ဆင်တာလက်နက်ကြီးပစ်ခတ်တာ drone နဲ့လေကြောင်းတွေကနေနေတိုင်းတိုက်ခိုက်နေပါတယ်ရှင်မန္တလေးတိုင်းကြောက်ဆယ်မြို့အနီးမေလ18ရက်နေ့ည7:00နာရီကျော်က Richter scale 5.8အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ကြောက်ဆယ်မြို့ရဲ့အနောက်အနောက်တောင်ဘက် 35ကီလိုမီတာအကွာ မြေအောက်အနက်10ကီလိုမီတာကိုပို့ဟုပြုပြီးမနေ့ည10:25မိနစ်ကလှုပ်ခတ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရေးဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဩဇာခံမိုးလေဝသဌာနကတော့မြေသားမျိုးရဲ့အနောက်တောင်ဘက်6မိုင်အကွာလောက်မြေအောက်အနက်10ကီလိုမီတာမှာအင်အား9.2ရစ်တာစကေးနဲ့လှုပ်ခတ်တယ်လို့ထုတ်ပြန်ထားပါတယ်။ အဲ့ဒီငလျင်ကိုမန္တလေးဇကိုင်းရွှေဘိုနဲ့ကြောက်ဆရာဒေသခံတွေခန်းစားသိရှိရပြီးလှုပ်ချင်ရလဲကြာမျက်နှာကြောင့်ဒေသခံတွေကလမ်းမပေါ်ထွက်ပေါ်လာတယ်လို့သိရှိရပါတယ်ရှင်စစ်တပ်ကအာဏာသိမ်းထားတဲ့၄နှစ်တာကာလအတွင်းရန်ကုန်မြို့နဲ့မန္တလေးတို့လိုမြို့ကြီးတွေမှာခိုးမှုလူရက်မှုဓမြမှုတွေနဲ့လူသက်မှုတွေလိုမျိုးရာဇဝတ်မှုတွေများပြခဲ့ပြီးတော့2025ခုနှစ်ထဲမှာပိုဆိုးတဲ့အခြေအနေတွေကိုကြုံတွေ့နေရတယ်လို့ဒေသခံတွေကပြောဆိုကြပါဗျ။မြတ်သစင်သတင်းပေးပို့ထားတာပါရှင်။ စစ်တပ်ကအာဏာသိမ်းထားတဲ့၄နှစ်တာကာလအတွင်းခိုးမှုနဲ့လူရက်မှုတွေကိုကြုံနေရတာကပုံမှန်လူတော်ဖြစ်နေပြီလို့ဒေသခံတွေကဆိုကြပါဗျ။မြောက်ဒဂုံမှာနေထိုင်တဲ့မာယူကတော့သိမ့်မကြသေးခင်ကသူ့ရဲ့ညီမဖြစ်သူဖုန်းလူခံရတဲ့အကြောင်းကို ပြောပြပါဗျ။အဲ့ဖုန်းလေးဝယ်ထားမှဘယ်လောက်မှမကြသေးဘူး။အေးအဲ့ဖုန်းလေးဝယ်ထားဘယ်လောက်မှမကြသေးဘူးဆိုတော့အဲ့ဖုန်းလေးရဲ့အရှိကဖုန်းကလည်းခပိုင်းနိုင်သွားလို့ဆိုပြီးတော့ခပိုင်းနိုင်ခံထီးရ အပိုင်းလိုက်ခံပြီးတော့အဲ့မှာတော်သေးရေချောအဲ့နေရာမှာတော့ရုံပတ်ဆံတွေကိုလဲကွာတခြားရုံမှာထားခဲ့မိလို့ပုံမှန်ဆိုရင်ရုံပတ်ဆံ၄50သိန်းလောက်ကအိတ်ထဲမှာပါလာတဲ့အဲထားခဲ့မိလို့ကွာအဲပတ်ဆံလေးလည်းနေပါပါနဲ့အဲ့ဒီဖုံးမဲပါသွားတာဖုံးပါသွားတော့အဲ့နဖုံးအစ်စ်ကလေးဝယ်လိုက်တယ်ပေါ့နော်ဝယ်ပြီးတော့တော့လေအဲ့ဒါလူခံရတယ်တဲ့အဲ့ဒါလူခံအောင်ဘယ်နားမှာလဲဆိုတော့အဲ့ဒီဓမ္မယုံနားမှာလူလာပါသွားပြီဆိုမှတော့တပ်ပြီတတ်တာကမ္မတကာလို့သာဖတ်လိုက်တော့ သူတို့ဟာနဲ့သူတို့တော့အလုရှုပ်နေတာကိုကိစ္စဘာမှမလုပ်ပြီးနိုင်ဘူးမေလ15ရက်နေ့တုန်းကတော့မင်္ဂလာတောင်ညွတ်မြို့နယ်မှာကားတစ်စီးခိုးယူခံလိုက်ရပါတယ်တက္ကစီမောင်းနေသူတယောက်ကတော့အရင်ကဆိုကားဘက်ထရီခိုးတာမျိုးလောက်ပဲရှိပေမဲ့အခုတော့ကားစီးလိုက်ကိုခိုးတာတွေလောက်လာကြပြီလို့ပြောပြခဲ့ပါတယ်တက္ကစီမောင်းနေသူပြောပြချက်ကိုတော့ DVB သတင်းတောက်တယောက်ကအတန်ဖတ်ကြားပေးထားပါတယ်ညဘက်ကြီးဖုန်းဝင်လာတယ်ကားပြောက်သွားလို့လမ်းထဲမှာပွက်လောတွေရိုက်နေကြတယ်တဲ့ ။ဦးရဲ့တက္ကစီကလည်းညဘက်သိမ့်ပြီဆိုတော့လမ်းထဲမှာရက်ထားတာလေ။လန့်သွားတာပေါ့။အဲ့ဒါနဲ့အောက်ကိုစဉ်ကြည့်ရရောစဉ်ကြည့်တော့ဦးကတော့မဟုတ်ဘူး။အတိတ်တယောက်ရဲ့ကားပါသွားတာ။ကားရက်ထားပြီးအိမ်မော်ခဏတက်တုံပါသွားတာတဲ့။တကယ်ကိုစိတ်မကောင်းဘူး။အရင်တုန်းကကားပတ်မှန်ဖြုတ်ခိုးတာတွေဖက်တရီခိုးတာတွေပဲဖြစ်တာ။အခုကတော့ကားအစီလိုက်ကြီးကိုခိုးကြပြီလေ။တတော်ကိုဆိုးတယ်။လူတွေလည်းအိတ်ကောင်းခြင်းမအိတ်ရစားကောင်းခြင်းမစားရနဲ့ခိုးတာတွေလူတာတွေကတတော်ကိုဆိုးလာတယ်။ ရန်ကုန်မြို့မှာတော့အခုလိုခိုးမှုလူရက်မှုတွေအပြင်မေလ7ရက်နေ့ကရွှေပြည်သာမြို့နယ်အမှတ်ရှိရပ်ကွက်မှာအမျိုးသမီးငယ်တယောက်ကိုအုပ်စုဖွဲ့မရင်းကျင်ပြီးရွှေလက်စွနဲ့ဖုံးယူပြီးတော့တက်ဖြတ်ပြီးအလောင်းဖြောက်မှုဖြစ်ပွားခဲ့ပါသေးတယ်။မန္တလေးမြို့မှာဆိုရင်လဲမတ်လ28ရက်နေ့ကအင်အားပြည့်ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ဒေသခံတွေဟာငလင်တန်ကြောင့်ထိခိုက်ခံစားရတာတွေအပြင်ခိုးမှုလူရက်မှုနဲ့ ဓမြမှုတွေကိုပါထပ်ပေါင်းပြီးခန်းစားနေကြရပါတယ်။မန္တလေးဒေသခံတယောက်ကတော့မန္တလေးမှာလက်ရှိကြုံတွေ့ခန်းစားနေရတဲ့ခိုးမှုလူရမှုတွေအကြောင်းကိုပြောပြပါတယ်။ပစ္စည်းရှိတဲ့တိုက်တစ်ခုဖြိုးပြီးဆိုရင် လုံခြုံရေးကောင်းကောင်းမပေးနိုင်ဘူး။အဲ့အိမ်ရှင်ပစ္စည်းတွေတော်ရုံပြန်မရတာ များတယ်ဘာလို့တော့ဆိုတော့အဲ့လိုမျိုးပေါ့နော်ပြန်ကြရက်ကွက်ကအဲ့လို site တွဲတွေတို့အဖယ်ကလူတွေမှမသိဘူးမအားရအများကြီးရောက်လာပြီးတော့အဲ့လိုမျိုးစောင့်နေတာပေါ့နော်နောက်တချို့အဲ့လိုမျိုးအိမ်တွေရဲ့ဖြိုထားတဲ့ company တွေရဲ့ဖြိုထားတဲ့မြေသာပုံတွေဆိုရင်ကျွန်တော်တို့ဒီပြင်ဦးလင်လမ်းအထွက်ပေါ့နော်လမ်း30 35ကြာအပတ်ဒီမှာသွားပုံပြီးတော့ queen လုပ်ပြီးတော့ပုံတာပေါ့နော်ပုံပြီးတော့မှကျွန်တော်တို့အဲ့ဒီကပစ္စည်းတွေပြန်တွေ့တယ်ဆိုပိုင်းရှင်အောင်ပြန်အတာမျိုးလုပ်တဲ့အခါမှာမျိုးမှဆိုရင်လဲအဲ ဟိုလုံခြုံရေး security ဒါမနိုင်ဘူးပေါ့နော်မပြောရဲတော့တဲ့အခြေအနေမျိုးပေါ့နော်လူအင်အားအများများတယ်နောက်ခုကကျတော့ကျွန်တော်တို့အခုစကိုင်းဗီလန်မှာဆိုရင်ကျွန်တော်လုံခဲ့တဲ့အဲတပတ်ကျော်နှစ်တပတ်လောက်ကကျွန်တော်မြေသာပုံသွားပုံနဲ့တည်းမှာဆိုရင်ဒါအဲတင်300နဲ့စိန်ပေးအဲဘေးရတခုပေါ့နော်အဲ့တခုကိုအဲ့ဒီမြေသာပုံချရဲ့လူတွေတည်းကတယောက်ရသွားတယ်လို့လဲအာပြန်ချစီရတာရှိရမန္တလေးတိုင်းတဒအူအမရပူရာ ချက်မြတာစီမဟာအောင်မြင်တဲ့ကြောက်စဲမျိုးတွေမှာပျောက်ကြောဝတ်စုံတွေဝတ်ဆင်ပြီးလုံခြုံရေးတပ်ဖွဲ့တွေအဖြစ်အယောင်ဆောင်ပြီးတော့ရွှေဆိုင်ဓမြတိုက်မှု၅ကြိမ်လူရမှု၅ကြိမ်ကျူးလွန်ခဲ့တဲ့နေထလင်းဥဆောင်တဲ့၁၈ယောက်ခိုင်းကိုဖမ်းမိခဲ့ပေမဲ့တိုက်ရပါရွှေနဲ့ငွေတွေမရရှိခဲ့ဘူးလို့စစ်ကောင်စီကမေလ၁၆ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒီလိုကဆင်စင်ဖြစ်ရတွေကမန္တလေးမြို့မှာဖြစ်ပွားနေတာတွေရှိပြီးလွန်ခဲ့တဲ့တပတ်လောက်က Sky Villa မှာ မန္တလေးမြို့ကမဟုတ်ဘဲအခြားမြို့ကလူတယောက်ကမိသက်အယောင်ဆောင်ပြီးပစ္စည်းယူခဲ့တဲ့အမှုတစ်ခု ရှိခဲ့တယ်လို့လည်းသိရပါဗျ။ကျမမြတ်သစင်ပါရှင်။ဟာမတ်ကိုအနိုင်ရမဲ့ရွေချက်နဲ့ဂါဇာမရှိရဲ့တစားကန်တွေလွတ်မြောက်ရေးအဓိကထိုးစစ်ဆင်စတင်မှာဖြစ်ကြောင်းအစ္စရေးစစ်တပ်ကကြေညာထားပါဗျ။အစ္စရေးစစ်တပ်က Hebrew Aids လူမှုကွန်ရက်အကောင့်မှာ Gideon Cheros လို့အမည်ပေးထားတဲ့ စစ်စင်ရေးကိုဂါဇာကမ်းမြောင်မှာပြုလုပ်ဖို့တက်တွေကိုစုထားတဲ့အကြောင်းဖော်ပြထားပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုဟာဂျာတာရင်းနေကလေးကလူ250ဝန်းကျင်သေဆုံးခဲ့တယ်လို့ Hamas ဂျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အစ္စရေးစစ်တပ်ရဲ့အင်္ဂလိပ်ဘာသာနဲ့အသုံးပြုထားတဲ့ X အကောင့်မှာတော့စစ်စင်ရေးရဲ့အမည်ကို Gideon Chera စစ်စင်ရေးလို့တုံးထားတာမရှိပါဘူး။အဲ့ဒီမှာရေးသားထားတာကတော့ Hamas တွေချင်းချောက်မှုမရှိတဲ့အထိကျွန်တော်တို့ရဲ့တရားခံတွေအိမ်ပြန်နိုင်တဲ့အထိစစ်စင်ယူမရက်ဘူးလို့ဖော်ပြထားပါဗျ။ 24နာရီအတွင်းမှာဂါဇာကမ်းမြောက်မှာရှိတဲ့ပြစ်မှတ်150ကျော်တိုက်ခိုက်ခဲ့တယ်လို့လည်းဖော်ပြထားပါဗျ။နိုင်ငံတကာကအပြစ်ရဲ့ရေးဆွေးနွေးဖို့ဖိအားပေးနေပေမဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေတိုးမြင့်လာတာနဲ့နယ်စပ်တလျှောက်စစ်အင်အားတွေချထားတာတွေကလည်းတိုးမြင့်လာတာဖြစ်ပါတယ်။စစ်စေးစတင်ခြင်းဟာနိုင်ငံတကာရဲ့စူးစမ်းမှုတွေမအောင်မြင်ကြအောင်ဖော်ပြနေတာပဲဖြစ်ပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ